မင်္ဂလာမနက်ခင်ပါရှင်နေပြည်တော်မိုးလေဝသနိုင်စလာဗေဒညွှန်ကြားမှုအစီအစဉ်မှာ2025ခုနှစ်နိုဝင်ဘာလ24ရက်နေ့မနက်9:00နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသသတင်းများကိုတင်ပြပါမယ်ရှင်ဒီကနေ့မနက်6:00နာရီခွဲချိန်တိုက်ထွာရရှိခဲ့တဲ့အနှိမ့်ဆုံးပူချိန်များမှာနေပြည်တော်မှာ18ဒီဂရီဆက်စီရဲ့63ဒီဂရီဖာရန်ဟိုက်ရန်ကုန်မြို့မှာ20ဒီဂရီဆက်စီရဲ့68ဒီဂရီဖာရန်ဟိုက်နဲ့မန္တလေးမြို့မှာ19ဒီဂရီဆက်စီရဲ့66ဒီဂရီဖာရန်ဟိုက်တို့ဖြစ်ကြပါတယ် အားကောင်းတဲ့လေပြာနဲ့ရုံဝချင်းနေဒီကနေ့မနက်မြန်မာစံတော်ချိန်9:00နာရီခွဲချိန် တိုက်တော်ကြများအရာကပလီပင်လယ်ပြင်တောင်ပိုင်းနဲ့ရင်းနှီးဆက်ဆက်လျက်ရှိတဲ့မလကရေလက်ကြားနေမှာဖြစ်ပေါ်နေတဲ့အားကောင်းတဲ့လေပြာနဲ့ရုံဟာဆက်လက်တည်ရှိနေပါသည်အဆိုပါအားကောင်းတဲ့လေပြာနဲ့ရုံဟာအနောက်အနောက်မြောက်ဘက်သို့ရွေ့လျားနိုင်ပြီးပုံမှုအားကောင်းလာကဘင်္ဂလားပင်လယ်အရှေ့တောင်ပိုင်းနဲ့ရင်းနှီးဆက်ဆက်လျက်ရှိတဲ့ကပလီပင်လယ်ပြင်တောင်ပိုင်းတို့မှာမုန်တိုင်းငယ်ဖြစ်သို့ရောက်ရှိနိုင်တယ်လို့ခန့်မှန်းရပါသည် အဆိုပါအကောက်နဲ့လေဖီယာနဲ့ရုံဝင်ရဲ့အရှိန်ကြောင့်မုတ်တမောက်ွေမော်တန်နိုင်ကံလိုရှောင်းတဲ့ကံလုံးပင်လည်းပြင်းတို့မှာရံဖန်ရံခါမိုးသက်လေပြင်းများကြရောက်ပြီးလှန်ကြည့်ပါမယ်။မိုးသက်လေပြင်းကြစဉ်ရေပြင်းမြေပြင်းလျာတနအီကို35မိုင်ထိတိုက်ခတ်နိုင်ပါတယ်။လိုင်းမြေမှာ မုတ်တမောက်ွေမော်တန်နိုင်ကံရှောင်းတဲ့ကံလုံးပင်လည်းပြင်းတို့မှာကိုးပီမှာ၁၁ပီကံရှိနိုင်ပါတယ်။ဒီကနေ့မနက်6:00နာရီခွဲအချိန်မူလဝတ္တကျူတူမှာဖမ်းဝင်ရရှိတဲ့ပုံရဘင်္ဂလားပင်လယ်ော်မြောက်ပိုင်းနဲ့အရှေ့လယ်ပိုင်းတို့မှာတိတ်နေနေဖြစ်တော်နေပြီ ကပ်ပလီပင်လယ်ရှင်နေကြံမင်္ဂလာပင်လယ်တို့မှာတိမ်တင့်တင့်မှတိမ်ထူထန်နေပါတယ်မြန်မာနိုင်ငံပေါ်မှာကတော့တနင်္လာရီတနင်္လာကြီးမှာမိုးတိမ်တောင်းများပြတ်ထုံမှုအကောင်းရရှိပြီးအဆိုပါမိုးတိမ်တောင်းများရွေလျားရနေရတဲ့ရှောင်းမှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ကပ်ခြင်းမိုးထစ်ကြုံခြင်းမိုးကြိုဖြစ်ခြင်းလက်စည်းလက်ချင်းနဲ့မိုးထီကျွေးခြင်းစတဲ့မိုးလီဝတ်တာဖြစ်စဉ်များဖြစ်ပေါ်နိုင်မှသဖြင့်ကြိုတင်တတိပြုနိုင်မှရန်အကြံပြုရပါတယ်။ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်များမှာတိမ်တဲ့ငယ်မှာတိမ်တင့်တင့်ဖြစ်ထွန်းနေရကိုတွေ့ရပါတယ်။မြမပင်လယ်ပြင်မှာ မုတ်တမကွေမွန်တင်းနိုင်ငံရောင်းတဲ့ကံလွန်ပင်လေပြင်းတို့မှာရံဖန်ရံခါမိုးသက်လေပြင်းများကြာရောက်ပြီးလမ်းချီပေါ်မိမိုးသက်လေပြင်းကြာစဉ်ရေပြင်းမြေပြင်းလင်းအားတနအိုင်ကို35မိုင်တိတိုက်ခတ်နိုင်ပါတယ်။လိုင်းမြေမှာမုတ်တမကွေမွန်တင်းနိုင်ငံရောင်းတဲ့ကံလွန်ပင်လေပြင်းတို့မှာကိုးပင်မှာဆက်တက်ပြီးခင်ရှိနိုင်ပါတယ်။ကြံမြမပင်လေပြင်းမှာလိုင်းတင်တင်ရှိပါမိလိုင်းမြေမှာမြဝကျမရခိုင်ကဲရုံရတဲ့ရှောင်းနဲ့ကံလွန်ပင်လေပြင်းတို့မှာ6ပင်မှာ10ပင်ခင်ရှိနိုင်ပါတယ်။ ဒီကနေ့ညနေထိခံမှန်းချက်များအနေနဲ့ကတော့ကချင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးထပ်ပိုင်းနယ်တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာကွက်ကြားမှုထစ်ချုံပြောပါမယ်။ရခိုင်ပြည်နယ်အေရော်ဒီတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးရှမ်းပြည်နယ်တောင်ပိုင်းနဲ့အရှေ့ပိုင်းကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာတိမ်တင့်တင့်ဖြစ်တော်မူပြီးချင်းပြည်နယ် မကွေးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊မန္တလေးတိုင်းဒေသကြီး၊မြပြည်တော်၊ပဲခူးတိုင်းဒေသကြီး၊ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ကယားပြည်နယ်တို့မှာအများအပြားတာယာပါမယ်။နေပြည်တော်နဲ့ဒီတိုင်းတို့ဒီကနေ့ညနေထိမိုးလေဝသအခြေအနေထပ်မံကြမှာအများအပြားတာယာပါမယ်။အမြင့်ဆုံးဦးချိန်မှာ32ဒီဂရီဆက်စီယက်၊90ဒီဂရီဖာရန်ဟိုက်ရှိနေပါလိမ့်။ ရန်ကုန်မြို့နယ်ဤတိုင်းအတွက်ဒီကနေ့ညနေတိမိုးလေဝသအခြေအနေခံမှန်းချက်မှလည်းအများအပြားတာယာပါမယ်။အမြင့်ဆုံးမူချိန်မှာ33ဒီဂရီဆက်စီရက်67ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ်။မန္တလေးမြို့နယ်ဤတိုင်းအတွက်ဒီကနေ့ညနေတိမိုးလေဝသအခြေအနေခံမှန်းချက်မှလည်းအများအပြားတာယာပါမယ်။အမြင့်ဆုံးမူချိန်မှာ34ဒီဂရီဆက်စီရက်63ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ်။နောက်နှစ်ရက်အတွက်ခံမှန်းချက်အနေနဲ့ကတော့ ချင်းပြည်နယ်စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းမန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးနေပြည်တော်ရှမ်းပြည်နယ်နဲ့ကယားပြည်နယ်တို့မှာညာပူချိန်များအနည်းငယ်လျော့နေနိုင်ပါတယ်အခုတင်ပြခဲ့တာကတော့ဒီကနေ့မနက်9:00နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသတင်းများပဲဖြစ်ပါတယ်ကိုစိတ်နှပြကြမ်းမှချမ်းသာကြပါစေရှင်